်မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ20ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မှုမှုပါရှင်တီထာဘျူဟာစခန်းသိမ်းတိုက်ပွဲမှာစစ်ရှုံးကောင်စီဘျူဟာမှုတည်ဆုံပြီးလက်နက်ခဲယမ်းများစွာသိမ်းဆီးရရှိလိုက်ပါတယ်နေပြီးတော့အေလာလေးစိတ်ကိုတရားခွန်မမရှော့တိုက်ဒရုန်းနဲ့ပစ်ခတ်မှုမှာလင်းရင်တူလောင်ယုံနဲ့ထိချုပ်ခံအဆောက်အအုံထိခိုက်မီးလောင်ပျက်စီးပြီးစစ်သား6ဦးတန်ရာရရှိခဲ့တယ်လို့ဆိုပါတယ် တိုက်ပွဲပြင်းထန်နေတဲ့ကော့ကရိတ်မြို့မှာစစ်ရှုံးကောင်စီတပ်ကမြို့ကန်ပြည်သူတထောင်ကျော်ကိုတစားကန်အဖြစ်ထိန်းထားပြီးထွက်ခွင့်မပေးဘူးလို့သိရပါဗျ။မြန်မာမှာလူ6တန်းကျော်အရေးပေါ်အကူအညီလိုအပ်နေပါရဲ့ရှင်။အမေရိကန်တဝမ်းမှာဒေါ်နယ်ထရန့်စန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်ပွားတယ်လို့ဆိုပါတယ်။တိုက်တီယိုဖျားမှာဖမ်းမိတဲ့အကြမ်းဖက်စစ်ကောင်စီလက်ပါစီပြူစောထင်း၅ဦးရဲ့ပြစ်မှုတွေကိုဖော်ထုတ်နေတယ်လို့ဆိုပါတယ်။ ဒီသတင်းနေနဲ့တူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပြမဆောင်တဲ့တဲ့ပုံအနေနဲ့ကရင်မျိုးသားအစီယုံ KNU တက်မဟာလေတပွဲခရိုင်အတွင်းမြန်မာထိုင်းနယ်ဆက်မှာရှိတဲ့ချီချာဘူဟာစခန်းသိမ်းတိုက်ပွဲမှာစစ်ရှုံးကောင်စီဘူဟာမှုတည်ဆုံခဲ့ပြီးလက်နက်ခဲယံများစွာတင်စီရရှိခဲ့တယ်လို့စခန်းသိမ်းတိုက်ပွဲမှာပါဝင်တဲ့ Fort for Federal Democracy FFD ဒုတာဝန်ခံကိုအောင်အောင်ကပြောပါတယ်စစ်ရှုံးကောင်စီရဲ့ချီချာဘူဟာစခန်းကို ဧပြီလ17ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ရာဧပြီလ19ရက်နေ့ညနေမှာအပိသက်သိမ်းပိုက်နိုင်ခဲ့ကြတာပါစခန်သိမ်းတိုက်ပွဲကို KNU KNN နဲ့တမဟာလင်းဤစစ်စင်ရေးဥဆောင်မှုနဲ့အတူ FFD PDF ကဥဆောင်တင် जा ပေးနေတဲ့ drone သင်တန်းသားတွေစုပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ FFD ဒူတာဝန်ခံကပြောပါတယ်တပတ်လောက်တိုက်ခိုက်ခဲ့ရတယ်ယူဟာမှုကိုအသေးမိတာဖြစ်ပါတယ် စစ်ကောင်စီစီကနေပြီးတော့လက်နက်ခဲယမ်းတွေများစွာရရှိထားပေမဲ့တရင်ထုတ်ပြန်ချက်မရှိသေးတဲ့အတွက်တရင်ထုတ်ပြန်လို့မရသေးဘူးပြူဟာစခန်းဖြစ်တဲ့အတွက်အင်အားအသင့်တင့်ရှိတယ်လို့ FFD ဒုတာဝန်ခံကိုအောင်ကရှင်းပြပါတယ်တိုက်ပွဲအတွင်းပါဝင်တဲ့ drone တင်နန်းသားများကိုတင်နန်းတင်ကြားပြီးမြောက်ခြင်းမြေပြင်မှာလက်တွေ့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် အောင်ပွဲရရှိခဲ့ခြင်းဖြစ်တယ်လို့သူကပြောပါတယ်အကြဆုံးစရင်ထွက်ပြေးလွတ်မြောက်စရင် တင်စီရမိတဲ့စုစုပေါင်းလက်နက်အရေးအတွက်တွေကိုအတိမပြုနိုင်သေးလို့ကျွန်တော်တို့ထုတ်ပြန်ခွင့်မရသေးဘူးဗျာလို့ကိုအောင်ကစခန်းသိမ်းတိုက်ပွဲအခြေအနေမေးမြန်းမှုအပေါ်ကိုပြန်လည်ရှင်းပြပါတယ်။ယခုသိမ်းပိုက်ခဲ့တဲ့ထီထာစခန်းဟာအရင်က KNU တပ်မဟာလေးခရိုင်အဆင့်အုတ်ချုပ်ရေးဌာနချုပ်နယ်မြေဖြစ်ပြီး1969မှာစစ်တပ်ကသိမ်းပိုက်ခဲ့ရာ28နှစ်အကြာမှာအခုလိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြံဖတ်စစ်ရှုံးကောင်စီရုံးဆိုင်ရာနေပြော်အီလာလေးစိတ်ကိုတရားခွန်မမရှော့တိုက်ဒရုန်းနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာလင်းရင်တူလောင်ယုံနဲ့ထိန်ချုပ်ခံအဆောက်အုံတို့ထိခိုက်မီးလောင်ပျက်စီးခဲ့ပြီးစစ်သား6ဦးဒဏ်ရာရရှိခဲ့ကြောင်း Brave Warrior for Myanmar BWM တာဝန်ရှိသူတို့ကပြောပါတယ်။ April 18ရက်နေ့ည8:35မိနစ်အချိန်အကြံဖတ်စစ်ကောင်စီရုံးဆိုင်ရာနေပြော်အီလာလေတပ်စခန်းကိုနယ်မြေလုံးကျုံရေးတင်ကြမှု ရာသီဥတုအခြေအနေဆိုးရွားမှုစတဲ့အခက်အခဲတွေကြားကတရားခုံမမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာနေပြီးတော့အေလာစစ်တပ်လေစိတ်လေရင်သုံးလောင်ယုံအဆောက်အုံတစ်ခုထိခိုက်မိလောင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်လေစိတ်ဝင်ရှိရာလုံခြုံရေးအဖွဲ့တွေရဲ့လုံခြုံရေးစောက်ကြီးကင်မရာထိန်ချုပ်ခန်းရှိရာအဆောက်အုံလည်းထိခိုက်ပျက်စီးခဲ့ပြီးတပ်သား2ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။အလားတူလေရင်ပြေးလန့်ထိန်လုံခြုံရေး ကင်းသားတွေရှိအားအဆောက်အုံထိမှန်ပျက်စီးခဲ့ပြီးလေတပ်အဆောက်ကင်းသား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခြားသတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိမှုအရအခုထပ်ပိုတဲ့ပျက်စီးမှုတွေရှိတယ်လို့ကြားသိရပေမဲ့ပုံမိုခိုင်မာတေချာစေဖို့အတွက်ရရှိထားတဲ့ထဲကနေဘုံတူညီတဲ့အချက်အလက်တွေကိုသာထုတ်လုပ်ပြီးထုတ်ပြန်လိုက်တာဖြစ်တယ်လို့ Brave Warrior for Myanmar PWN အဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်ရှင်။ ဆက်လက်ပြီးတိုက်ပွဲပြင်းထန်နေတဲ့ကရင်ပြည်နယ်ကော့ကရိတ်မြို့မှာစစ်ကောင်စီကမြို့ကံပြည်သူတထောင်ကျော်ကိုတစားကံအဖြစ်ထိန်းထားပြီးမြို့ပြင်ကိုထွက်ခွေမပေးကြောင်းကရင်စစ်ရေးတရင်မြစ်ကပြောပါရယ်ကော့ကရိတ်မြို့ဝင်းကျင်နယ်ကော့ကရိတ်မြို့ကဒေါနာတောင်ပေါ်တောနောရေတကွန်အထိနေရာယူထားတဲ့အောင်စရာစစ်ကြောင်းကိုအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN နဲ့ PDF ပူပေါင်းတပ်တွေကအပိုင်းလိုက်ဖြတ်တောက်ထားပြီးယခုရက်ပိုင်းအတွင်းမှာပဲအဲ့ဒီနေရာတွေမှာ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ခရင်စစ်ရေးသတင်းမြစ်ကပြောပါတယ်။စစ်ကောင်စီရဲ့အာဆီယားစစ်ကြောင်းနဲ့ KNN နဲ့ PDF ပူးပေါင်းတပ်တွေဟာကော့ကရိတ်မြို့ဝင်းကျင်နဲ့ဒေါနာတောင်ကြားမှာတိုက်ပွဲတွေ ပြင်းထန်နေကြတာလည်းဖြစ်ပါတယ်။ KNN နဲ့ PDF ပူးပေါင်းတပ်တွေကကော့ကရိတ်မြို့ဝင်းကျင်ကိုပိတ်ဆို့ထားတဲ့အတွက်မြို့သိမ်းတိုက်ပွဲဖြစ်လာတဲ့အပေါ်ကျောင်းလန့်နေတဲ့စစ်ရှုံးကောင်စီကမြို့နယ်ပြည်သူတွေကိုတစားကန်ဖြစ်ပိတ်ဆို့ထားတာဖြစ်တယ်လို့ကရင်စစ်ရေးသတင်းမြစ်ကတုံ့တက်ပြောဆိုပါတယ် ကော့ဂရိတ်မှာပြည်သူတထောင်ကျော်ပိတ်မိနေတယ်။စကားစကားလုံးဝပိတ်မထွက်ဘူးပြည်သူတွေကိုတစားခံလှုပ်တဲ့သဘောပဲလို့သူက ပြောပါတယ်။ကော့ဂရိတ်မြို့မှာရှိတယ်။မြို့မဖုံးတော်ကြီးကျောင်းဆရာတော်ကပြည်သူတွေကိုထွက်ခွင့်ပေးဖို့စစ်ရှုံးကောင်စီထံတောင်းဆိုပေမဲ့စစ်ရှုံးကောင်စီကလက်မခံခဲ့ပါဘူး။ကော့ဂရိတ်မြို့သိမ်းတိုက်ပွဲကိုတော်လရင်ပူပေါင်းတပ်တွေက2023ဒီဇင်ဘာလ1ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လေးလတာတိုက်ခိုက်ပြီးတဲ့နောက်မှာမြို့ရဲ့80ရာခိုင်နှုန်းအထိဒေါ်လာရေးတက်တွေကတိမ့်ပိုက်ထိန်ချုပ်ထားပြီးစစ်ကောင်စီတပ်ကမြို့လယ်မှာရှိတဲ့အမှတ်69ခြေလင်တက်ရင်ဌာနချုပ်နေရာမှာသာစုဝေးနေကြပါတယ်။ကြံအပိုင်းတွေကို PDF တွေကထိန်ချုပ်ထားကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့2024ဧပြီလပိုင်းမှာစစ်ရှင်ကောင်စီကအင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်ခဲ့တဲ့အတွက်ဒေါ်လာရေးတက်ဖွဲ့တွေကမြို့တွေမှာစုခွာပေးခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစပြီးစစ်ရှုံးကောင်စီကမြို့ကိုပြန်လည်ဆိုးမိုးပြီးမြို့ကန်တွေကိုပြန်လည်နေထိုင်ဖို့အတင်းအဓမ္မခေါ်ဆောင်ခဲ့ကြပါတယ်။ပြန်လည်ရောက်ရှိလာခြင်းမရှိပါကနေအိမ်တွေကိုချိတ်ပိတ်မယ်လို့ချိန်ချောက်အကြက်ကင်ခဲ့ကြပါတယ်။အထင်အရတဲ့စစ်ရှုံးကောင်စီကမြို့နယ်ပြည်သူတွေကိုထွက်ခွာခွင့်မပေးဘဲတားဆီးပိတ်ဆို့ထားတာဖြစ်တယ်လို့ကရင်စစ်ရေးသတင်းမြစ်ကပြောပါတယ်။ကော့ဂရိတ်ကကျေနေပြီးနေတဲ့သူတွေကလည်းအခုထွက်မရတော့ဘူးစကားစကားပိတ်ထားတယ်ကြားတယ်လို့ ကော့ကရိတ်မြို့အနီးမှာရှိတဲ့တော်လန်ရေးရဲဘော်တို့ကပြောပြပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ငလျင်ဘေးသည့်မြန်မာနိုင်ငံမှာလူပေါင်း6.3တန်းရေးဘော်အကူအညီနဲ့အကာအကွယ်တွေလိုအပ်နေကြောင်းကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ကပြောပါရယ်။အထူးသဖြင့်ကလေးတွေနဲ့အမျိုးသမီးတွေဟာအပူချိန်လွန်ကဲမှုဘေးကင်းနဲ့ရေရှိမှုနဲ့တတ်ရှိမှုဆိုင်ရာအခြေအနေတွေကြောင့်ကျန်းမာရေးအန္တရာယ်တွေတိတိတသားရင်ဆိုင်နေရတယ်လို့ဆိုပါရယ်။ ရေပေးဝင်မှုစနစ်တွေပြည့်စည်ခြင်းကြောင့်ဘေးကင်းလုံခြုံတဲ့ရေမရရှိတဲ့အတွက်ခြေကျောက်ဖြစ်တဲ့ရောဂါတွေဖြစ်ပွားနိုင်ခြင်းညှင့်မာနေသလိုထောက်ပံ့ရေးပစ္စည်းတွေမလုံလောက်မှုကြောင့်ငါးနှစ်အောက်ကလေးတွေနဲ့ကိုဝင်ဆောင်တဲ့နှုတ်တိုင်းမိခင်တွေအတွက်အာဟာရထိုးတဲ့မှုအခြေအနေစိုးရိမ်စရာဖြစ်နေတယ်လို့ဆိုပါတယ်။ငလင်လောက်ခတ်မှုတွေဟာအကျန်းဖတ်မှုခေါင်းပုံဖြတ်မှုနဲ့အလွဲသုံးစားမှုအနေရတွေတိတိတသားတိုးစေခဲ့ပြီးအထူးသဖြင့်လုံခြုံမှုမရှိတဲ့ လူအမြောက်အများခိုးလုံနေတဲ့ယာယီစခန်းတွေကအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေအတွက်စိုးရိမ်စရာတွေဖြစ်နေတယ်လို့ဆိုပါတယ်။မိသားစုမရှိတော့တဲ့မိသားစုနဲ့ကွဲကွာနေတဲ့ကလေးတွေဟာလူကုန်ကူးမှုအပါအဝင်ခေါင်းပုံပြက်ခံရမှု အနေရကြီးစွာရှိနေပြီးပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာဒုက္ခတွေလည်းကြုံနေရတယ်လို့ UNICEF ကထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရိုက်ရဲ့မကြာသေးမီက လောက်ဆောင်ချက်တွေကိုကန့်ကွက်မှုအဖြစ်အမေရိကန်တဝမ်းမှာလူထောင်ပေါင်းများစွာဆန္ဒပြမှုတွေဖြစ်ပွားနေပါတယ်5050501လို့ခေါ်တဲ့ဒီလှုပ်ရှားမှုဟာအမေရိကန်ပြည်နယ်50စလုံးမှာတပြိုင်တည်းလှုပ်ဆောင်ခဲ့ပြီးအမေရိကန်တော်လန်ရေးစတင်တဲ့နှစ်ပေါင်း250ပြည်နယ်လဲတိုက်ဆိုင်နေပါတယ်ဆန္ဒပြသူတွေဟာ SRV2 ကို မာရွင်ပြီးပြည်နယ်ံပေးခံလိုက်ရတဲ့ကီမာအဘရီဂိုဂါစီယာကို ြန်လည်ခေါ်ယူရေးတို့ကိုပါတောင်းဆိုခဲ့ကြပါတယ်။ Galas ရဲ့မကြသေးမီကစစ်တမ်းတွေအရ Trent ရဲ့ပထမ3လအတွင်းလူလူထောက်ခံမှုဟာ55ရာခိုင်နှုန်းရှိပြီးသူ့ရဲ့ပထမအကြိမ်သမရတက်တန်းအလားတူကာလက47ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။ဒါပေမဲ့1952 2020ခုနှစ်အကြာရွေးကောက်ခံသမရတွေရဲ့ဒီကာလထောက်ခံမှု60ရာခိုင်နှုန်းထက်နှိပ်ပါနေပါတယ်။ ဒါဟာထရန့်ရဲ့အထူးသဖြင့်စီးပွားရေးဆိုင်ရာလှုပ်ဆောင်ချက်တွေကြောင့်လူကြိုက်များမှုကျဆင်းသွားတာဖြစ်ကြောင်းစောက်ကြည့်လေ့လာသူတွေကပြောပါတယ်။လက်ရှိမှာတော့ထရန့်ဟာ American အပေါ်အခွန်ကောက်ခံတဲ့နိုင်ငံတိုင်းကိုတံပြန်အခွန်ကောက်ခံမှုတွေပြုလုပ်နေပြီးကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်နေပါတယ်။အထူးသဖြင့်တရုတ်သွင်းကုန်တွေအပေါ်အခွန်ကောက်ခံမှုအပေါ်တရုတ်နိုင်ငံကလက်တော့ပြန်အခွန်စည်းကြက်ချင်းများကြောင့်ကမ္ဘာစီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြားတင်းမာမှုတွေဆက်လက်မြင့်တက်နေပါရဲ့ရှင်ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မွန်ပြည်နယ်ကြိုက်ထူမြို့နယ်ကြိုက်ထီယိုဖျားကိုလာတဲ့အကျန်းဖတ်စစ်ရှုံးကောင်စီလက်ပါစီပြူစောတီ၅ဦးကိုဖမ်းဆီးရမိခဲ့ပြီး၎င်းတို့ကျူးလွန်ထားတဲ့ပြစ်မှုတွေကိုဖော်ထုတ်နေတယ်လို့အမတ်နှစ်စစ်ဒေသခွဲအမတ်နစက်ခွန်စစ်ပြူဟာရဲ့တထုံခရိုင်တမဟာတ PDF တာဝန်ခံရဲဘော်အေမင်ထွန်းကထုတ်ပေါ်ပြောဆိုလိုက်ပါတယ် အကြံဖတ်စစ်ရှုံးကောင်စီဝါရဖြန့်သတင်းဌာနတွေနဲ့ lobby channel တွေဖျားဖို့ပြည်သူတွေကို PDF ကဖမ်းဆီးလိုက်တယ်လို့သတင်းအမှားဖြန့်ချီနေတဲ့အပေါ်အခြေအနေအမှန်နဲ့ပတ်သက်လို့အခုလိုပြောကြားခဲ့တာပါ။ညောင်လေးပင်မြို့နယ်ကလာတဲ့အကြံဖတ်စစ်တပ်လက်ပါစီပြူစောချီတွေကိုဧပြီလ15ရက်နေ့ကကြိုက်ထုံမြို့နယ်ကင်းမွန်ချောင်းကျေးရွာကပရက်ချောင်းရေတကုံမှာသတင်းရရှိမှုအရသွားရောက်ဖမ်းဆီးခဲ့တာပါ။ဒေါ်လာမီပါပြည်သူများမင်္ဂလာပါခင်ဗျာ။ ကျွန်တော်ကတော့အမတ်နသခုံစစ်ပြူပါဒီဝါတောင်ကန်ရေဘော်အင်မထုံဖြစ်ပါတယ်ကျွန်တော်ဒီတတုံခရိုင်တပ်မတ်1 PDF တောင်ကန်ဖြစ်လဲတောင်ထန်းဆောက်နေတာဖြစ်ပါတယ်အခုဒီရက်ထဲမှာဟိုလိုင်းပေါ်မှာအများကြီးပြက်နေတဲ့သတင်းလေးတစ်ခုပေါ့နော်အဲဒါကလည်းစစ်ကောင်စီလော်ဘီသတင်းဌာနတွေနဲ့စစ်ကောင်စီထောက်ခံသူတွေကနေပြီးတော့သတင်းမှာ ဖြန့်ထားတဲ့အဲသတင်းတွေပေါ့အဓိကကတော့ဒီကြိုက်ချီကိုဖျားဖူးလာတဲ့ ဖျားဖို့ပြည်သူတွေကို PDF တွေဖန်ဆီးတယ်ဆိုတော့မဟုတ်မှန်မဟမန်တဲ့ဒင်းလေးကိုအာဒီအတွက်ကျွန်တော်ပြန်ပြင်ရှင်းမှာဖြစ်ပါတယ်ကျွန်တော်15ရက်နေ့မှာပေါ့15ရက်၄လ2025ရက်နေ့မှာညောင်လေးပင်ကနေပြီးတော့ပီစောထီးတွေပါလာတဲ့ကားအဲ့ဒီကားဒီကားကျွန်တော်တို့တွေကြိုက်သူမြို့နယ်ကေမွန်ချောင်းကျေးရွာကရက်ချောင်းကျေးတို့ကမှာရှိနေတယ် กระดัชောင်းบ่เนาะกระดัชောင်းมาชื่อนี่เลยสรุปติยาดาบ่เนาะอ่าตะเรงเอ่อยาดาบ่ไอ้ตะเรงยาจนเราตัวคันซีดาဖြစ်တယ်ကျွန်တော်တို့ကိုเนาะอเนงแกคู่กันดาบ่เนาะปิตุโหปิโซติก้าวซอกอะปาบ่เนาะปิโซติเอชูบ่เนาะကျွန်တော်ไอ้เฉยมาတော့ကျွန်တော်တို့อกลงติยาได้อยู่ไม่ติยาเยตัวตรุมิตาสุริปาละเออตรุเยมิตาสุริมาคลีริยอตรุเยแม้มาริบ่เนาะอ่าอะไรเนี่ยปาละจ้ะเดอารมณ์กูကျွန်တော်တို့อ่าလုံးโยยยาကျွန်တော်ขอหาดาบ่เนาะ အဲသူ့လုံကြုံရင်ကိုလုံကြုံရင်ပေါ့တကယ်တော့ကျွန်တော်အဲ့အချိန်မှာမိသားစုတွေမဆိုင်တဲ့မိသားစုတွေကိုလည်းကျွန်တော်တို့ပြန်လှုပ်လို့ရတာပေါ့နော်ဒါပေမဲ့ဟိုဘဒူကပြစောတိအဲဘဒူကမိသားစုဝင်ဆိုတာမသေးခွဲသေးတဲ့အဖြစ်ကျွန်တော်လက်တော်ကျွန်တော်ဖွဲ့ဆောင်လာတာဖြစ်တယ်အဲကျွန်တော်လုံကြုံတဲ့နေရာရောက်တဲ့အချိန်မှာကျွန်တော်တို့စစ်စီပေါ်ပေါက်ချက်တွေရပြစောတိကအာခေါင်းဆောင်လိုက်မင်းပေါ့နော်အဲ့ဒီပြစောတိခေါင်းဆောင်လိုက်မင်းအဲဟိုညောင်လေးပင်ရပေါ့အာသူပါဝင်၅ဦးပေါ့နော်အာသူစနီးနဲ့ သဇနီးမှတ်ရမင်းပေါ့အဲ့ဒါတွေကိုတော့ကျွန်တော်တို့လက်ရှိဟိုထိမ့်သိမ့်စစ်ဆေးနေစေဖြစ်တာပေါ့နော်ကျန်တဲ့မိသားစုဝင်တွေကိုတော့ကျွန်တော်တို့ဟို18ရက်4လ2025ရက်နေ့မှာကျွန်တော်တို့ကောင်းမွန်စွာကျွေးမွေးဆက်ဆောက်ပြီးတော့ကျွန်တော်တို့ဟိုပြန်လဲလွတ်မြောက်လိုက်ပြီးလွတ်လွတ်ပေးလိုက်ပြီးဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်လည်းသူတို့အနေနဲ့ဘေးကင်းလို့ညွှန်သွားကျွန်တော်တို့လက်ကနေအဲလွတ်မြောက်သွားပြီးဖြစ်တာပေါ့နော်ကျွန်တော်တို့အနေနဲ့ကတော့အဲသူတို့နဲ့ ဆိုင်တဲ့ပြည်သူတိနဲ့ဆိုင်တဲ့မိသားစုဝင်တွေဟာပြည်သူတိဝင်တွေမဟုတ်ပါဘူး။ဒါကျွန်တော်တို့နေတော့ပြည်သူလို့ပဲသတ်မှတ်တယ်။အပြည့်ရှိသူတို့အပြည့်ရှိတဲ့အတိုင်းကျွန်တော်တို့စစ်စစ်ဖော်ထုတ်အရေးယူတော့မှဖြစ်တာပေါ့နော်။အဲဒါတော့လည်းကျွန်တော်ပြည်သူလူတို့ကိုချက်ပြတ်ခြင်းဖြစ်ပါတယ်။အဲနောက်တစ်ခုကကျွန်တော်တို့ဒီသူတို့ကိုချက်ချင်းကျွန်တော်မလို့ဆိုတော့ခုနစစောပြောသလိုပေါ့။အဲဘယ်သူကလူငယ်တွေပါတယ်လေ။ပြည်သူအသက်မပြည့်တာတွေရောပြည့်တာတွေရောဆိုတော့အသက်ပြည့်တဲ့ဟာကိုကျွန်တော်ရင်းစုံဆွဲထုတ်ပြီးတော့စစ်စစ်တဲ့အဲ့ထဲမှာမှပြည်သူတိဆိုတာငါ့ဘူးပေါ်ထွက်လာတာပေါ့နော်။အဲကျန်တဲ့ဟာတွေကိုကျွန်တော်ကိုကျွန်တော်လိုက်ပါပြီ။ အဲကျွန်တော်တို့ချက်ချင်းမလို့ဘူးဆိုတဲ့ယူရချက်ကကျွန်တော်လှုပ်လိုက်တို့လှုပ်လိုက်လို့ကျွန်တော်စစ်ကောင်စီဘက်ကနေပြီးတော့အဲသူတို့ကောင်တခုခုအန်ဒီရပြုတ်ပြီးတော့ကျွန်တော်တို့လှုပ်လိုက်တာပါဆိုပြီးတော့လေသူတို့တရေမားတွေထုတ်လိမ့်မှာလို့လေအဲစိုးရင်တာပေါ့နော်ဒါမျိုးတွေဖြစ်လာရင်လည်းကျွန်တော်တို့ဘက်ကလည်းအဲသူ့လိုသူ့လိုပြည်သူတွေအနေနဲ့သူ့လိုသူ့လိုဟိုအမြင်မျိုးတွေမြင်သွားမှာလို့ကျွန်တော်မလို့လာဘူးဒါကြောင့်မို့ကျွန်တော်တို့ ခဏတာခုံထိမ့်သိမ့်ပြီးတော့ကောင်းမွန်စွာကျေးဇူးဆက်ကျေးဇူးဆက်လျှောက်ပြီးမှကျွန်တော်တို့ပြန်လည်းလွတ်မြောက်လိုက်ပြီးဖြစ်ပါပြန်လည်းလွတ်ပြေးလိုက်ဖြစ်တာပါနော်အဓိကအဓိကကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်တို့ဟိုဒီစတိကောင်းသောလှိုင်မင်းနောက်တော့မဲကြီးအာချေချိုဦးနောက်တော့လှိုင်မင်းရဲ့သားမင်းမော်ဦးအာနောက်တော့အပတ်တာပါနော်အပတ်တာဆိုတော့ကျွန်တော်တို့အကျန်းဖက်အဲနေနေအဖွဲ့ပေါ့ဗျာကျမ်းမနေနေအဖွဲ့တိန်သေး အဲတိန့်တီပေါ့သူတို့၅ယောက်နဲ့အဲလိုင်မင်းရဲ့မြို့သမီးမှတ်ရလို့လို့တော့လက်ရှိကျွန်တော်တို့အာပေါ်စစ်စီပြည့်ရှိပါတယ်စစ်စီတုံးပေါ့နော်အများအဖြစ်ကျူးလွန်လာတဲ့ပြစ်မှုတွေလည်းအများကြီးပေါ်လာတာရှိတယ်ပေါ့နော်ရဲရဲဆက်ဆက်ကျူးလွန်လာတဲ့ပြစ်မှုတွေအများကြီးရှိပါတယ်ဒီဟာတွေကိုလည်းကျွန်တော်တို့ပြည်သူလူထုတွေကိုကျွန်တော်တို့မကြခင်မှာအာရှင်းရှင်းလင်းလင်းဖွင့်ဖွင့်လင်းလင်းကျွန်တော်ချက်ပြတ်မှာဖြစ်ပါတယ်အခုစစ်ကောင်စီကနေပြီးတော့ကျွန်တော်တို့ကို ဖျားဘူးပြည်သူတွေကိုကျွန်တော်တို့ PDF ကနေပြီးတော့အာဖန်စီခေါ်ဆောင်သွားတယ်ဆိုတော့တရင်မဟုတ်ဘူးဆိုတာကိုဒါပြည်သူလူထုကိုဟိုပုံပုံလင်းလင်းနဲ့သိရှိနိုင်အောင်ကျွန်တော်ဒါရောက်ရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာ ပြည်သူလူအားလုံးကိုစိတ်ကိုရေးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာဒီကနေ့ညနေခင်းရဲ့ နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလာအောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်